ျင်စိတ်ပြင်းပြပါအခေယမတိလို့ခက်တဲ့အခက်တွေဟာဘဝတွေတည်တံပြီးတန်တရားချီတဲ့အခေယမရှိလို့ပေးလိုက်ရတာလွဲပေမဲ့မတိလို့ပေးရင်တော့လက်ခံဖို့ခက်ကြတယ်အမြဲတမ်းတည်ကျင်စိတ်တွေပြင်းပြပါအခေယစူဆန်းစိတ်တွေနဲ့ကဘာကြီးကတိုးတက်လာတာအခေယအားတင်းလိုက်တဲ့အချိန်မှာ အစောအချိန်ထက်ပိုပြီးလှပနေလိမ့်မယ်မိုးလင်းပြီအခေယဘဝဆိုတာ ရုန်းကန်ခြင်းနံစားတစ်ခုမှ တဘာဝတရားကိုချစ်ပါဗန်းနိုင်ကိုမျှော်ကြည့်ပါဆန္ဒတွေပေါ်အားထုတ်ခြင်းရွက်ကိုလွှတ်မှာအခက်အခဲတွေကိုပြုံးပြပြီးအသုံးချလိုက်ပါဒီနေ့ဟာ အခရအတွက်ตายရပါတယ်ခီးထွက်ပါ အခရစာဖတ်ခြင်းက စိတ်ရဲ့ခီးထွက်ခြင်းဖြစ်ပြီးခီးသွားခြင်းကတော့ခန္ဓာရဲ့စာဖတ်ခြင်းမှာအခရတနေ့တကြိမ်စိတ်ခီးထွက်ဖြစ်ရလား တလတစ်ကြိမ်ခန္ဓာဖတ်ဖြစ်ပါရဲ့လားဟိုဟိုဒီဒီအကြောင်းပြကိုကိုကိုရှော့မချလိုက်နဲ့အခရာအုံနှောက်တမဟုနဲ့သာလောကကဘာကြီးရဲ့ခစ်စနစ်တွေရွေးကြကြသလိုလောကလွန်ရာပရမတ္ထသစ္စာကိုလည်းရှာယူသွားကြရတာမိုးတွေညူလာပြီအခရာတီဝီခလုတ်ကိုခဏပိတ်လိုက်ပါတယ်လီဖုန်းတွေကိုလေးရင်မြန်တင်လိုက်ပါပြီးတော့စားအုပ်ကိုရှာပြီးစိတ်ခီးထွက်လိုက်ပါတော့အခင်ဗျာ ကိုနေတဲ့အခန်းကိုရှင်းတဲ့အခါမလိုအပ်တာတွေဖယ်ထုတ်သလိုမျိုးကွန်ပျူတာတွေဖုံးနေတဲ့မှာမလိုအပ်တာတွေ delete လုပ်ပြရသလိုမျိုးစိတ်အခန်းကိုရှင်းတဲ့အခါမှာလည်းမလိုအပ်တာတွေဖယ်ထုတ်ပြရမယ်အခင်ဗျာအောင်မြင်တိုးတက်ခြင်းရင်တတိမရတဲ့နာတွေမိထားရလိမ့်မယ်အရေးပါတဲ့သူတွေကိုအရေးပေးနိုင်ဖို့ဘလို့ပြုတ်ပြုတ်မနဲ့တဲ့စုံပြူတွေလိုပဲမပေါင်းတဲ့လူတွေကိုခွာထားရမယ်မပေါင်းတဲ့သူတွေကိုရှောင်ထားရမယ် လူတိုင်းကကိုယ့်အတွက်အရေးမပါနိုင်တာသိရင်ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်တိုင်ပြင်ရလိမ့်မယ်အခေယာပြတ်သားပါအခေယာအခေယာဘဝအတွက်မဖြစ်နိုင်တော့ဘူးထင်ရင်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဘယ်တော့မှအလွမ်းမတည်ပါနဲ့လူငယ်ဆိုတာမှားခြင်းမှားခွင့်ရှိတယ်လို့အချိန်မီပြင်ဆင်ရင် ပြတ်သားခွင့်လည်းရှိရမယ်အခေယာ တန်ဋိဌံပနဲ့အာသာဆန္ဒတွေလက်လက်ထလာတဲ့အခါတိတ်တထမင်းသားတောထွက်ရတဲ့တတိလိုမျိုးနောက်ပြန်မကြည့်ဘူးစွန့်ခွာရတဲ့ရှေ့သူချီအာကုန်နေပေါ့အခရာဘဝဆိုတာနောက်ပြန်ဆုံရုံမရှိငါဟာလူငယ်တယောက်ဆိုတဲ့အသည့်နဲ့စိတ်ရှိလက်ရှိစွန့်စားခွင့်ရှိတဲ့အခရာကိုပြန်ပြီးတော့အလွမ်းတည်တဲ့နာတွေကဘာတွေရှိလဲအဲကိုကိုကိုပြန်ပြီးတော့စဉ်းစားကြည့်ပေါ့နော် ကိုယ့်ရဲ့လက်ရှိအခြေအနေကနေဘယ်နှစပို့ပြီးတော့မြင့်ကျင်လာလဲကိုရောက်လို့တဲ့ဘန်းနိုင်တွေကိုရောက်ဖို့အဲကိုဘာတွေအသက်တိရှိရှိနဲ့စွန့်ခွာရမလဲကိုစိတ်ထဲမှာနှစ်နှစ်ကာကမတည့်အိမ်မက်ကပါလေအဲ့ဒီအိမ်မက်တွေကိုဘလို့ရောက်အောင်သွားကြမလဲဆိုတာတွေကိုစဉ်းစားဖို့ရအတွက် ပြတ်သားတင်တာတွေကိုပြတ်သားပါမဖြစ်နိုင်တော့ဘူးလို့ထင်လို့ရှိရင်အဲ့ဒီကိစ္စတွေကိုပြန်ပြီးတော့အလွမ်းမတည်ကြပါနဲ့တဲ့။အင်းပယ်လိုက်ပါအခင်ဗျာ။တချို့အခွင့်အရေးတွေကကိုယ့်စီကိုမှ လိပ်စာယူပြီးဝင်လာတတ်ကြတဲ့အခရာကိုတကယ်အပေါ်မလုံနိုင်တဲ့အခါကို့ထက်စွမ်းတဲ့သူတွေစီ လွှဲပေးလိုက်ပါ အခရာကြီးရလာသမျှအခွင့်အရေးပဲဆိုပြီးမလုံနိုင်ပဲတိမ့်ကျုံယူနေမဲ့အစားကိုလုံနိုင်တာလေးနဲ့ရှေ့ဆက်ရတာကတကယ်ဆို လူပို့ပြီးတော့အေဂျင်စီတယ်လေနေရာတိုင်းငါးစိတ်တွေပါပြီးမဆန့်မပြေတန်းကျင်နေလို့တော့မရဘူးအခရာ ကိုယ်အတိတရားနဲ့ကို နေသားပူကြလာတဲ့အခါနိုးလို့ပြောတဲ့အချိန်တွေမှာနိုးလို့ညင်းလိုက်တဲ့အရာတချို့ကိုနိုးလို့ညင်းလိုက်တဲ့လူတချို့ကိုညင်းဖြစ်အောင်ညင်းရပါလိမ့်မယ်အခရာကြီးကိုယ်အနေနဲ့နိုးလို့အာမနာတဲ့ညင်းပဲပြစ်တင်တာတွေကဘာတွေရှိလဲအဲကိုကိုကိုပြန်မေးကြည့်ပါကိုနိုးလို့မညင်းမိပဲနဲ့အာနာခဲ့မိလို့ဆုံးရှုံးခဲ့တာတွေဆုံးရှုံးခဲ့ဘူးတဲ့အခွင့်အရေးတွေဘာတွေရှိလဲ အဲကိုညင်းပယ်စင်နာတွေကိုနိုးတို့သာညင်းခဲ့ရင် yes လို့တစ်ချိန်မှာလက်မထောင်နိုင်မဲ့အရာတွေကဘာတွေရှိလဲဒီစာအုပ်လေးအခေအဖတ်ဖို့တဲ့စာအုပ်နံပါတ်ရစာရေးဆရာကဒုတိယကျင်းဖြစ်နေပြန်လည်ထုတ်ဝေထားပါတယ်စာရေးသူရဲ့ဒုတိယကျင်းအမှားစကားလေးကိုလည်းပြောပြပေးမယ်နော်အခေအဖတ်ဖို့စာအုပ်လေးထဲမှာကိုကိုကိုပြန်ရှာတွေ့စီဖို့အတွက်တွေးစရာတွေပေးထားတယ်လူသားတယောက်အတွက်ကိုကိုကိုပြန်တွေ့မှလည်းပိုကောင်းအောင်နေဖို့အတွက် ပိုကောင်းအောင်ကြိုးစားဖို့အကောင်းဝင်ဆုံးထုစစ်ပုံဖော်နိုင်ပါတဲ့လူအများစုကတည်တည်ချာချာတွေးဖို့ရအဲ့အတွက်အချိန်မပေးကျင်ကြတာတွေးရတယ်ဟိုအဲ့လောက်တွေးဖို့မလိုပါဘူးလို့လည်းပြောကြပြန်တယ်တချို့တကယ်ကဘယ်လုံးမစိုးအတွေ့ရစတင်ကြရတာဖြစ်တယ် အတွေးကြောင့်အလုံးလုံးတယ်အလုံးကြောင့်ရလက်တွေရတယ်ရလက်ကြောင့်ဟိုလိုယုံကြည်မှုဖြစ်တယ်ယုံကြည်တဲ့အတိုင်းပဲလူကပြန်တွေးတယ်စသဖြင့်လူတယောက်ရဲ့နေစဉ်ဘဝတွေကအတန်တရာလဲနေတာမျိုးအဲကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်အောင်မြင်တာဖြစ်ဖြစ်ကြာရှုံးတာဖြစ်ဖြစ်အတွေးလုံးရလက်ယုံကြည်မှုတွေနဲ့အတွေးဆက်ဝိုင်းတန်တရာလဲနေမြဲပဲဖြစ်တယ်ရလက်နေရာမှာအောင်မြင်သူကအိုးအောင်မြင်လာဖို့ယုံကြည်တွေးတောသွားတတ်တယ်လို့ ကြာရှုံးသွားသူကလည်းနောက်မလုတ်ချင်တော့ဘူးလို့အရှုံးပေးယုံကြည်တွေးတော်ရကြတယ်တကယ်ကရလက်နေရမှာဆုံရှုံမှုကြုံတဲ့အခါဘလူပြေလောက်ရင်ရမလဲအောင်မြင်စေမယ့်နေ့တိုင်းတွေကိုစံစားတွေးတော်ပြီးတော့ကိုပိုင်ယုံကြည်မှုတွေနဲ့တိဆောက်ကြရမှာဖြစ်တယ်တဲ့ဒီစာရေးသူရဲ့အခရာစာအုပ်လေးမှာဆိုလို့ရှိရင်အဲစာလေးတွေကတူတူလေးတွေပဲအဲတူဝင်မဲ့စာရေးသူအနေနဲ့ဒီစာလေးတွေကိုတထိုင်တည်းဖတ်သွားစေဖို့မရည်ရွယ်ဘူးတဲ့ဆရာကမိကွန်းတွေကို လေးလေးနက်နက်စဉ်းစားပြီးတော့ကိုဘွားအတွက်သေချာပြန်တွေးဖို့ရည်ရွယ်ထားတယ်။စာဖတ်သူပေါ်မှာထားတဲ့ဒါစာရေးသူရဲ့ကျင်နာမှုပေါ့။တရုတ်ပညာရှိလောင်စုကလည်းစက်ကလုံးတွေမှာကျင်နာမှုပါရင်ယုံကြည်မှုကိုဖြစ်စေတယ်တဲ့။အတွင်းမှာကျင်နာမှုပါရင်လင်းနက်မှုကိုဖြစ်စေတယ်။ပိဆက်ရမှာကျင်နာမှုပိုင်းချစ်ချင်းမြတ်တာကိုဖြစ်စေတယ်လို့ဆိုခဲ့တယ်။ဒီဆောင်လေးကိုဖတ်ချင်တယ်ဆိုလို့ရှိရင်တော့ဆောင်လေးရဲ့နာမည်ကအခိယာဖတ်ဖို့တဲ့။ဒီဆောင်လေးကို ရနာမေးစာပေးမှာလည်းဝယ်ယူလို့ရပါတယ်။အောင်လည်းပို့ပေးပါတယ်။ရနာမေး post တို့ရှာပြီးတော့ဆက်သွယ်ပြီးတော့မှာယူလို့ရပါတယ်။တကယ်လို့ကြိုက်တယ်ဆိုလို့ရှိရင်တော့နောက်ရက်ဒီမှာဒီစာစုလေးကိုဆက်ပြီးတော့ဖတ်ပြပေးမယ်နော်။ဒီနေ့တော့ဒီလောက်ပါပဲ။ကျေးဇူးတင်ပါတယ်။